အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပုံမှန်တစ်ဆက်နေချက်ဖြစ်တဲ့ဒေါ်လာဝေဖန်လေးချမ်းကြတဲ့တော်ဝီဒီအစီအစဉ်ကနေပြန်လဲကြိုးစားပါတယ်ဒီနေ့မှာတော့ထုံးစံနဲ့ကျွန်တော်တို့ညီကိုနှစ်ယောက်လက်ရှိဖြစ်နေကျွန်တော်တို့နိုင်ငံရဲ့စီးရေးနိုင်ငံရေးစားတဲ့တည်င်းဒီဒဲကနေမှကျွန်တော်တို့အရန်ကိုပျော်ပြခြင်းနေတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ကြိုးစားဖြစ်ပါတယ်ဆိုတော့အာမင်္ဂလာပါလင်းထောင်းကြီးဟုတ်မင်္ဂလာပါကိုဒီနေ့ကကိုကြီးအရန်ပျော်ပြခြင်းနေတဲ့အကြောင်းအရာလေးပြောရမယ်ဆိုတော့ဘာအကြောင်းအရာလဲဆိုလို့ရှိရင်အာလင်းထောင်းလည်းမြင်ပြီပေါ့နော်ဒီ ဆရာကြီးတော်တော်ဆိုးဆူပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်မောင်ဆောင်ခါတို့ရဲ့ BBL အပတ်စဉ်ကိုသင်တန်းဆင်ပွဲကိုသွားတယ်။ဒါပါဒီမှာအာဒေါက်တာဆိုးဆူပါတယ်ဆရာကြီးပါတယ်။မောင်ဆောင်ခါနောက်ဆိုလို့ရှိရင် DNA ကဒါဒီခေါင်းဆောင်ဖြစ်တဲ့တာဖုံးကျော်တို့ဒါသူတို့ပါတော့လည်းမြင်ရတယ်။အခုအမှအထူးအခြားဆုံးဖြစ်တဲ့တပ်ပုံဘောနော်ဒီခုံဝီဒူးလူကောင်နဲ့တွေ့ရတဲ့တပ်ပုံတွေပေါ့နော်ဒီလိုမျိုးတပ်ပုံတွေလည်းဒါဆရာကြီးကထုတ်ပြန်လာတာတွေ့ရတယ် ဆိုတော့အဲ့ဒီကာနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဟိုဘာတွေသိကျင်လာလဲဆိုတဲ့အခါကျတော့ဆရာကြီးကအဲ့လိုမျိုးကြီးခီးသွားတယ်။သွားတဲ့ဒီမှာကောင်းဆောင်နေနေလေတွေ့တယ်။ဆိုတော့မြေပြင်မှာကိုဘယ်လိုပြောမလဲဒီတက်ပေါင်းစုတွေအနေနဲ့ပေါ့နော်ဒီလိုမျိုးကောင်းဆောင်နေကောင်းဆောင်နေအသီးသီးတွေ့ဆုံပြီးတော့ဟိုနောက်ပိုင်းဖြစ်လာမယ့်စီရေးကိစ္စတွေမှာဘယ်လိုပြောလဲဟိုဘယ်လိုမဲ့ဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီအားလုံးပေါ့စုပေါင်းပြီးတော့တခုခုတို့တွေ လှုပ်ဆောင်ဖို့ပလန်တွေပါသူတို့ရှိနေကြပြီလားဆိုတာမျိုးပေါ့နော်ဆိုတော့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ဒါဟိုလင်းထောင်တို့အမြင်ရောဘယ်လိုမျိုးရှိတယ်ဒီလိုမျိုးတပုံထွက်လာတယ်နဲ့ပတ်သက်ပြီးတော့ right အဲ့ဒါပုံအဲ့ဒါပုံထွက်ပြီးတော့ကျွန်တော်တော်ကတင်းငွေတွေနေရတခါပြောပြသေးတယ်ပေါ့နော်ဒီခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်ပြောပြီးရောနောက်နေ့ပဲဥက္ကမောင်စိုးစီရနေပြီးတော့ကျွန်တော်တို့ဗီဒီယိုတက်လာရပေါ့နော်ဒါဆရာကြီးဒေါက်တာဇော်ဝေစိုးနဲ့ဥက္ကမောင်စိုးနဲ့အင်တာဗျူးလုပ်ထားတဲ့ဥစ္စာဗီဒီယိုတက်လာတယ်ပေါ့နော် အာပြောရမယ်ဆိုရင်ဗျာဘာလဲဆိုတော့ဟိုဒီလိုတွေးဆမှုတွေကရိုးတဲ့တွေးဆမှုပဲလားဒါမို့အာသူတို့မှာဟိုတခြားသောရည်ရွယ်ချက် တွေနဲ့တွေးဆမှုတွေပါလားဆရာကြီးကတော့သူ interview ထဲမှာ ဖြေထားတာတော့ရှိတယ် informal တွေးဆမှုတစ်ခုလို့ informal တွေးဆမှုတွေအများကြီးပြောပြတယ်အာသူတို့စီကနေပြီးတော့ ပေါ့နော်အလုတ်ဖို့ကင်ဖို့သဘောတရားတွေအသူတို့ရဲ့တိုင်းသားဟိုပါပေါ့နော်အီးရောအဖွဲအဖွဲတီးတီးရဲ့ခေါင်းဆောင်တွေစီကနေပြီးတော့သဘောတရားတွေအများကြီးဟာအတူညီတိုက်ဆိုင်နေကြတယ်အများကြီးရှိတယ်လို့အာကျွန်တော်တို့ဟိုဟာကြားရတယ်ပေါ့နော်အဲ့တော့အာဒါကဟုတ်လားအမဟုတ်ဘူးလားဆိုတာထက်တွေးဆုံတဲ့ဆိုတဲ့ဥစ္စာတစ်ခုပုံစံရဲ့အောက်မှာကိုဟိုဒါတွေကပြောမှပြောပြောကိုပြောမှရမယ်ဥစ္စာတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ ဟိုအဲ့ဒီတော့ဆရာကြီးမှမဟုတ်ဘူးပေါ့နော် တခြားသောဒီ NUG ရဲ့ခေါင်းဆောင်တွေလည်းမြေပြင်မှာဒီခေါင်းဆောင်အသီးသီးနဲ့တွေ့ဆုံမှုတွေဘယ်လောက်ထိဖြစ်သွားပြီပြီလဲဘယ်လောက်ထိရောက်သွားပြီပြီလဲဆိုတာဟိုဘယ်လိုပြောမလဲယတိပြဟိုပါပေါ့နော်ဟိုတေးချာချာပြောလို့မရပါပဲအတွေ့အကြုံမူရီကတော့ဒီတော်လိုင်းကာလာတွေမှာရှိနေတာပဲလို့ကျွန်တော်ပြောမယ်။ဆရာကြီးအဲ့ဒီမှာပြောတဲ့နေရာမှာကျွန်တော်နောက်တစ်ခုသတိထားမိတယ်။ဇွန်ထဲမှာတွေ့ဆုံမှုထက်အပြင်မှာတွေ့ဆုံမှုတွေကြတော့ပို့ပြီးတော့ ပြောလို့ဆိုလို့လည်းပိုကောင်းတယ်ပိုပြီးတော့လည်းအဆင်ပြေတယ်ပေါ့နော်ပြောမှဆို zoom ဆိုရင်တယောက်မျက်နှာဟိုဝင့်လင်းပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့ကဟိုဟုတ်တယ်ဒီတော်လန်ရေးကကဘာကြီးတစ်ခုလုံးမှာဘယ်နေရာရောက်လှုပ်လို့ရတယ်ဆိုတော့မှန်တယ်ဒါပေမဲ့တော်လန်ရေးရဲ့အရေးကြီးတဲ့သူတွေခေါင်းဆောင်မှုဘိုင်းမှာပါတဲ့သူတွေကတော့မြေပြင်မှာအနီးကပ်ဆုံးရှိနေတာကအကောင်းဆုံးပဲမြေပြင်ကတိုက်ပွဲဝင်တဲ့သူတွေနဲ့အနီးကပ်ဆုံးရှိနေတာကအကောင်းဆုံးပဲလို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေဟိုပေါ့နော်သူတို့ရဲ့တွေးဆမှုတွေဖြစ်တိုင်းပြည်သူကပို့ပြီးတော့ အားရှိရတာပေါ့နော်ကျွန်တော်တို့1390ဆစ်စင်ရေးကာလမှာကျွန်တော်တို့ဥယျာဉ်မြောက်ပိုင်းကိုသွားခဲ့တဲ့ဓာတ်ပုံတွေပေါ်လာတယ်ဟောပေါ့နော်အနောက်ပြီးတော့အက်ကာလာတွေမတိုင်ခင်ဟလာအေအေနဲ့ဟိုမောင်ဆောင်ခါတို့နဲ့အာတွေ့တာလေအာပေါ့နော်တခြားသောပုံရိပ်တွေနောက်ပြီးတော့ဒေါက်တာဒီသာသန်းနဲ့အဲပေါ့နော်ဟိုဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ဇကားတွေတင်ကားကြီးပုံမှာဇကားတွေပြောခဲ့တာတွေပေါ့နော်နောက်ပြီးတော့တခြားသောဥစ္စာတွေကျွန်တော်တို့အများကြီးတွေ့ရတယ်ဟိုတလောကလည်း ဒီဟိုဟာဘောနော် TNL ကောင်းဆောင်နေနဲ့ KIA နဲ့တွေ့ကြတယ်အာသဘောတူညီချက်တွေရခဲ့တယ်သူတို့ဖြစ်တဲ့နယ်မြေတွေချားမှာဘောနော်အငင်းပွားမှုတွေအတွက်သူတို့ဘလူတွေလောက်ကြမှာဘလူကန်ကြမှာဆိုတော့ကျွန်တော်တို့ဟိုပြောလာတာတွေရှိတယ်အပြောမယ်ဆိုရင်ဗျာခေါင်းဆောင်မူပိုင်းတွေတွေ့ဆုံမှုကအရန်ကိုအရေးပါတယ်ဘာလို့လဲဆိုတော့သူတို့က decision maker တွေအာအလုံးစုံပေါ့နော် decision maker တွေလို့ပြောလို့မရပါပဲအဖွဲ့အစည်းတစ်ခုလုံးရဲ့မူဝါဒတွေတချို့ဥစ္စာတွေကို ကောင်းစားတည်နာလဲပြီးဒီမူဝါဒတွေမှာဘောနော်ပါဝင်ပြီးဆုံးဖြတ်ခဲ့တဲ့သူတွေဖြစ်တဲ့အတွက်သူတို့ရဲ့တွေ့ဆုံမှုတွေကဘောနော်သဘောတူညီချက်တွေသူတို့ရဲ့နိုင်ငံရေးတွေစစ်ရေးတွေဒီလိုအပိုင်းတွေမှာအများကြီးထိရောက်တယ်ဆိုတာတော့ကျွန်တော်တို့ညင်းလို့မရဘူးဒါကလုံးဝကိုတေးကြတယ်ကွာအဲ့တော့အော်အခုသူတို့တွေ့ဆုံမှုကနေကျွန်တော်တို့ဘာတွေမျှော်လင့်လို့ရလဲကျွန်တော်ကတော့ဘုံမနေနေပြောတာကျွန်တော်အများကြီးကျွန်တော်မျှော်လင့်တာတယ်အများကြီးမျှော်လင့်တာတယ်မြေပြင်မှာခေါင်းဆောင်တွေ အဲတွေးဆမှုကနေအများကြီးမျှော်လင့်တာဒီဒီဒီလောမှာဆိုလဲဒေါက်တာတေသာဆန်းမနိကတော့ကကျွန်တော်တို့ပုံတစ်ပုံတင်လာတွေ့တယ်နောက်ပြီးသူတို့စကားဝိုင်းတစ်ခုအဲဆိုတော့မလာသေးဘူးပေါ့နော်အမှဆိုရင်ကိုနန်းလင်းလို့ဟောပေါ့နော်နောက်ပြီးကိုခန့်ဝေဖြူလို့နောက်ပြီးကိုချေဝင်းမောင်လို့ဒေါက်တာတေသာဆန်းလို့၄ယောက်ပုံလေးနောက်ပြီးစကားဝိုင်းပုံစကားဝိုင်းတွေသူတို့လှုပ်ထားတယ်ဆိုတဲ့ဥစ္စာတွေဒီလိုဥစ္စာတွေကိုကျွန်တော်တို့တွေ့ရသူတို့ဆိုလဲတပိတ်ကောင်းဆောင်တယ် ဒါလူလူတပိတ်ကောင်းဆောင်နေအဲ့တော့ဟိုဒီလိုလူတွေရဲ့တွဲဆုံမှုကနေပြီးတော့နိုင်ငံရေးအတွက်ဘာတွေသဘောတူညီရရသူတို့ရဲ့စိတ်သဘောတွေကဘယ်လိုရှိတယ်သူတို့တွေဘာတွေပြောကြမလဲပြည်သူကိုသူတို့ရဲ့တွဲဆုံမှုတွေကနေဘာတွေအတိပေးလာမလဲဆိုတာတော့ကျွန်တော်ကယဉ်ခုံတယ်ပွင့်နေပြောကျွန်တော်တော့ယဉ်ခုံတယ်ပေါ့ဘာလို့လဲဆိုတော့ပြည်သူတွေကဒီဟိုပါပေါ့နော်ဟိုပွင့်နေပြောငါဖွဲ့အတွက်လည်းငါလုံးပဲမင်းဖွဲ့အတွက်လည်းမင်းလုံးမင်းမမင်းတိုက်ချင်သလိုလည်းငါလည်းတိုက်ချင်သလိုတိုက်မယ်ဆိုတဲ့ပုံစံကြီးကကျွန်တော်တို့ဒီအခုအချိန်မှာအဆင်မပြေတော့ဘူးမင်းနဲ့ကလည်းပေါင်းတိုက်မယ် ငါတို့ရဲ့နိုင်ငံရေးသဘောထားဒါပြင်ဒါကိုသွားဖို့ရှိတယ်အဒီအတွက်လည်းငါတို့သဘောတူညီချက်တွေဆွေးနွေးချက်တွေလုပ်ရမယ်ဘာတွေကသဘောတူညီရမယ်ဘာတွေလုပ်ရမယ်ငါတို့ရဲ့လမ်းမြမြေပေါ်မှာပါဒီလိုမျိုးတွေနဲ့သွားရတော့မဲ့ပုံစံတစ်ခုလို့ကျွန်တော်မြင်နေပေါ့နော်အဲ့တော့ဝင်းလင်းပြောရရင်အခုလိုမျိုးဆရာကြီးဒေါက်တာဆော်ဝေဆိုးလိုလူတွေမြေပြင်မှာရောက်လာပြီးတော့ပေါ့နော်ဒီတော့ကျုံအောင်ကြားတွေဒီသွားပြီးတော့ တင်တန်းဆင်းပွဲတွေဘီဘီအယ်လီလိုတက်တည်ရဲ့တင်တန်းဆင်းပွဲတွေတွားတာတွေနောက်ပြီးတော့ PLE ခေါင်းဆောင်တွေနဲ့တချို့သောဥစ္စာတွေတွေ့ဆုံတာဒီလိုဥစ္စာတွေတွေ့ရတာကျွန်တော်ကတော့အယံကိုဝမ်းသာတယ်ဒါဟာကျွန်တော်တို့ကြားမှာဟိုကျွန်တော်တို့ဒီခေါင်းဆောင်တွေပေါ့နော်ခေါင်းဆောင်ဆိုတဲ့နေရာမှာ NUD တခုရမ်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ကြံတဲ့ EA ကိုခေါင်းဆောင်တွေအကုန်ပါတဲ့အဲဘောနော်တွေးဆုံမှုတွေညှိနှိုင်းမှုတွေအကနေပြီးတော့ကျွန်တော်တို့မျှော်လင့်နေတဲ့ Federal စနစ်တွေ Federal နိုင်ငံရေးတွေအနောက်ပြီးတော့ Federal Army တွေဒီလိုမျိုးပေါ်ပေါက်လာမလားဆိုတာကတော့ကျွန်တော်တို့ရင်ခုန်စွာရင်ခုန်စွာထက်ရင်ခုန်စွာနဲ့မျောလင်းရမယ်ဆိုတာထက်ကျွန်တော်တို့တကယ်ကိုအာဂုတကြီးနဲ့မျောလင်းထားတဲ့ပုံစံမျိုးတွေလို့တော့ပြောရမယ်ဗျာဟုတ်ဆိုတော့ဟိုနေ့ပေါ့နောက်တဲ့ဒီဒီနောက်ပြောရတဲ့ဟာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ဘာလို့တော်ပြီးကောင်းမှသတိရတယ်ဆိုလို့ရှိရင်လက်ရှိဒီ အမြင်ပြမှာပေါ့နော်တော်လိုင်းတည်းစုံလို့ရတဲ့အနေအထားတစ်ခုပေါ့အာဆရာကြီးဒေါက်တာဆိုဝေဆိုလည်းသူပြောရတယ်ဥက္ကမောင်ဆိုနေအင်တာဗျူးမှာသူပြောရတယ်အရှိဒီတော်လိုင်းအင်အားစုကနေမှာစုံလို့ရတဲ့နေမြေကြီးကမလေးရှားနိုင်ငံတစ်ခုစားလို့ဖြစ်နေပြီနော်ဆိုတော့ဒါလူမျိုးပြောသားတာလို့လည်းဒါတွေ့ရတယ်ဆိုတော့ငါတို့မြန်မာလေဟိုမြန်မာတကယ်စုံလို့ထားနိုင်တဲ့ဟာတွေက ဒီ PDF ကတော့လေးများတယ်ဟုတ်မှာဒါပေမဲ့တော့စစ်ကောင်စီဘက်ကစုံမိုးထားတာဆိုလို့ရှိရင်သူတို့လုံးဝချုပ်ကန့်ထားလို့ရရတဲ့ဟာဆိုရင်အဓိကမြို့ကြီးတွေပဲရှိရပါတော့ရန်ကုန်မန္တလေးတောင်ကြီးနေပြီးတော့ဆောက်အဓိကမြို့ကြီးကြီးကလွဲလို့ရှိရင်အဲ့ပတ်ပတ်လေနေရာတော်တော်များများကဒီတော်လိုင်းကြီးတက်တည်ရဲ့ဒီထိုးပေါက်ဝင်ရောက်မှုတွေလို့လေသူတို့ဒါကြုံနေရတယ်ရေဆိုင်တွေ့နေရတယ်တချို့ပြည်နယ်တွေဆိုလို့ရှိရင်တော့အကုန်လုံးနှီးပါတော့ကုန်နေပြီပေါ့နော်ဆိုတော့အဲ့အရာတွေမြင်လိုက်ရတယ်အဲ့လိုမျိုးတွေရှိနေတဲ့အနေအထားတစ်ခုမှာလူမျိုးကောင်းဆောင်နေကိုယ်တိုင်ကလည်းမြေပြင်တိစင်းပြီးတော့ တွေ့ဆုံမှုကြီးတွေလောက်တာကတော့ကိုထက်ပြီးတော့ဒီမြင်ရတဲ့ခါကျတော့ဘာလို့ဖြစ်လဲဆိုဟိုအရန်ဟိုနော်ဟိုကိုဒီပြည်သူတရားအနေနဲ့ပြန်ကြည့်ရခါကျလို့ရှိရင်တော့ပို့ပြီးတော့ဒီဟာအားရတယ်အားရတယ်ဟိုဆရာကြီးပြောသလိုမြင်းမြင်းမှာကိုတန်ဆင်းတဲ့ခါကျတော့တော်လိုင်းကြီးကပို့ပြီးအောင်မေဆူတာကိုပို့ပြီးတော့တည်ကြတယ်ဆိုတော့လေမြင်ရတော့လည်းတွေ့ရတယ်ဆိုတော့အဲ့ဒီမှာတော့တဲ့ပြောပြရှိရပါလဲဆိုလို့ရှိရင်ဒီဟိုဆရာကြီးတို့အခုသွားတွေ့ရပြူကြတယ်လောက်ကြတယ်ဆိုတော့ ဒီအခုလိုလူဒီတိုက်ပွဲကြီးဖြစ်တယ်ဟိုမြေပြင်ဆုံးမှုတွေများတယ်ဒါပေမဲ့လေစောင့်ပြောသူပေါ့နော်ဆရာကြီးမပြောရတာရှိတယ်လေချောင်းကိုတော့သူတို့တွေဂယုဆက်ရတယ်ဆိုပြီးတော့သူပြောရတာလေပါတယ်တော့အဲ့အတွက်လေဒီစေယုံနေဆောက်လို့ရှိရင်ဒီမြေအောက်မှာဆောက်တဲ့စေယုံအကြောင်းတွေလည်းပါတယ်ဆိုတော့ဒါကြီးနဲ့လက်သက်ပြီးလေချောင်းအမြင်များပေါ့နော်ဒါဘယ်လိုမျိုးတွေဒါတွေကိုနည်းနည်းလေးဟိုပြောကြတာရှိတယ် အခုအခုပထမပထမပြောရတဲ့တည်းကမလေးရှားလိုအကျယ်ဝန်းရနေပြီဆိုတော့ဥစ္စာကျွန်တော်ဘာတွေကိုသတိရလဲဆိုကြောင်မျိုးမင်းတို့ကြောင်စိုးဦးတို့ဟိုဟာဟိုဇော်ဖုံးရင်ဇော်ဖုံးလိန်တို့အရင်တော့ဗီဒီယိုနဲ့ပြောခဲ့တယ်မင်းတို့တကယ်တိုက်နိုင်ရွာတရွာတိမ့်ပြလေမျိုးတစ်မျိုးတိမ့်ပြလေတိုက်စစ်နာတဲ့တစ်ခုတိမ့်ပြလေဆိုတော့ပြောပြောတဲ့အတန်ပြန်ပြီးတော့မြင်အောင်လေဟုတ်လားအဲ့တော့ဟို မလေးရှားကမြန်မာရဲ့ထက်ဝက်လောက်ပဲရှိတယ်နော်ဟိုကီလိုမီတာဘာညာဒီအကျယ်ဝန်းတွက်လိုက်မယ်ဆိုရင်မလေးရှားကထက်ဝက်လောက်ပဲရှိတယ်မြန်မာကပိုကျယ်တယ်ဗောနော် ဟုတ်တယ်အခုအတွက်ကြည့်လိုက်လေကိုရခိုင်ပြည်နယ်မကြီးမသေးပြည်နယ်တွေမှာပါတယ်ရှမ်းမြောက်ဟဲ့လားထိုနီလောက်ကောင်းမယ်အညာစကိုင်းနော်ဟိုကျွန်တော်တို့ဟိုကျွန်တော်တို့နိုင်ငံအသေးဆုံးပြည်နယ်ကရယာ အကရင်ညီပေါ့နော်ကရင်ညီလို့သူတို့ပြောကြနောက်ပြီးတော့ဟိုဟာအာချင်းဟာလာတော့ကြည့်လိုက်လေကိုပြောရမယ်ဆိုပပတ်လေမှာဟိုဟာဟိုဟာကရင်နော်ပပတ်လေအကုန်လုံးမြမပြည်လေပိုင်းမှာမကွေးတို့ဘောင်းမှာလေစိုးမိုးဒေသတွေမှာအများကြီးပဲသွားနာနေတာနောက်ဆုံးကိုဟိုဒီလိုစိုးမိုးနယ်မြေတွေရှိလို့အာကျွန်တော်တို့တွန်လိုင်းကြီးကောင်းဆောင်နေအခုလို့သွားလို့လာလို့ရတယ်ကိုစဉ်းစားကြည့်လေအာဆိုင်ဒေါက်တာဆိုပေဆိုဘယ်ဘက်ကပြောင်းဝင်လဲဆိုတာကျွန်တော်တို့မကြည့်ခင် ဟိုဘောနော်ထားပါတော့သူလာတယ်ထိုင်းဘက်ကဝင်နေပဲထားလူဟိုဘောနော်ထိုင်းနေတဲ့ကနေသွားလို့ရမယ်ဆိုရင်ကရင်သွားလို့ရမယ်ကရင်ညီသွားလို့ရအလုံးလုံးသွားလို့ရဟလာဟိုဘက်ကမိုင်းလာလို့ပါတော့ရှမ်းရှိဘက်သွားလို့ရနော်ရှမ်းရှိဘက်သွားလို့ရဒါမဲ့ဒါကအိန္ဒိယဘက်ကဝင်ချင်းဘက်သွားလို့ရမယ်ဘောနော်အပြီးတော့ဟိုရခိုင်ဘက်သွားလို့ရမယ်ဟောဘောနော်ဒါဒါဟိုကျွန်တော်အနည်းသက်ဆုံးပြောတာပေါ့ဒါပေမဲ့ तू तू သွားနေတဲ့ဥစ္စာအခု ဟိုဘက် TNL ဘက်လေရှမ်းမြောက်ဘက်လေရှမ်းမြောက်ဘက်ကိုသွားခဲ့တာနော်ရှမ်းမြောက်ဘက်ကိုသွားခဲ့တာအဲ့ဒါပြောရမယ်ဆိုစိုးမိုးနယ်မြေဆက်ဆက်နယ်မြေအများကြီးရှိနေလို့ဒီမြန်မာနိုင်ငံထဲမှာလက်ပတ်ပြီးတော့သွားတယ်နောက်ပြီးတော့ဟိုဒေါက်တာဒေသာဆန်းအဲကျွန်တော်တို့မန္တလေးအထိပြန်ရောက်လာတယ်ဘာလို့ပြန်ရောက်လာပြန်ရောက်ပြီးတော့ဆန်းသားပြပြီးအေးစေးပြန်ထွက်သွားတယ်ဟိုကောင်းလည်းမမိလိုက်ဘူးဟိုပြောရမယ်ဆိုနောက်ဆုံးဗီဒီယိုတင်မှဒေါက်တာဒေသာဆန်းရောက်လာတယ်ဆိုတော့သူတို့သိခဲ့တာ ဟလာနောက်ဆုံးသူတို့ရဲ့ဆောင်းလဲရေးပါရောအသိဉာဏ်သိတယ်မဲ့ဗျဒီကောင်တွေလက်ရှက်လို့မပြောရတာနေမှာပေါ့နော်ဟိုပြောချင်တာကဒီလိုမျိုးကျွန်တော်ခေါင်းဆောင်နေပတ်သွားနေတာဥယျာဉ်မပတ်သွားနေတာဟလာပြောရမယ်မြန်မာပြည်ရှေ့ပြားနောက်ပြားအကုန်လုံးပတ်သွားနေတာနောက်ဆုံးဒီလိုမျိုးသွားနိုင်လာနိုင်နေတာဘာကြောင့်လဲဆရာကြီးပြောသလိုပေါ့နော်သူတို့တွေမလေးရှားလူမျိုးနေမြေပိုင်ဆုံးမှုတစ်ခုရနေလို့ဆိုတာတကယ်ဟုတ်မှန်မြန်မာပြည်အလယ်ပိုင်းဒေသတွေဥယျာဉ်မတို့သွားတယ်ဟလာဟိုဒေါက်တာဒေသာဆန်းတို့ဟိုကိုစိုးတူရာဇော်တို့ဟလာ ဟိုဥယျာဉ်မုံတို့တွေ့ကြတယ်မန္တလေး PDF ရဲ့နေရာမန္တလေး PDF ကဗမာအခြေချတာရှမ်းမြောက်ဘက်မှာအခြေချတာလေနော်ရှမ်းမြောက်ဘက်နဲ့ဒီဘက်အခုနောက်ပိုင်းဆိုဒီဘက်တွေဘာရောက်လာပြီဒီဘက်တွေကသူသွားပြီးတော့တက်တွေပါပြီသွားဆက်တဲ့အနေထားတွေကိုရောက်ဟိုဘာကြောင့်အဲ့လိုသွားနိုင်တာလဲဘာကြောင့်ကျွန်တော်တို့နေမြတကယ်ကိုအဲ့လိုဆက်ဆက်နေမြတွေကပေါ်လာပြီရှမ်းမြောက်ကနေပြီးတော့ကချင်အောင်သွားမလားရတယ် ကချင်ကနေပြီးတော့ချင်းရုံသွားမလားရတယ်ချင်းကနေရခိုင်ရုံသွားမလားရရခိုင်ကနေမကွေးကိုသွားမလားရမကွေးကနေပြီးတော့ရခိုင်ကနေပြီးတော့အေယာဝတီကိုသွားမလားသွားလို့ရသေးတယ်ဘောအခုလမ်းကြောင်းတွေကပတ်လာမြန်မာပြည်ကြီးတို့ဒီလိုမျိုးတပတ်ပတ်လို့ရနေပြီသိလားအဲဥစ္စာအဲ့လောက်နေမြေတွေကဟိုဆက်ဆက်နေလို့အာကျွန်တော်တို့သွားလို့ရတာလို့ကျွန်တော်တို့ပြောရမှာဘောနော်အဲ့တော့ဒါကတခု ဲ့တော့ဒီလိုနယ်မြေတွေကိုဘာကြောင့်ရလာတာလဲဟိုဒါဟိုပြောရမယ်ဆိုသူ့နယ်မြေဒေသအတီးတီးမှာတိုက်လာကြတာတိုက်လာကြတဖြည်းဖြည်းနဲ့မြမပြည်အလဲပိုင်းဒေသကိုတဖြည်းဖြည်းနဲ့မြမပြည်ရဲ့ဟိုဘောလို့အတွင်းပိုင်းကိုငုံမှုအတွက်ဟိုဘောလို့တက်တီအားလုံးကကြိုးစားနေတယ်အခုလဲကရင်ဒီဆိုလဲ ဟိုကရင်ဆိုလဲစူးစားနေတာပဲကရင်ဆိုလဲအခုနယ်စပ်ဒေသစခန်းတွေအကုန်ကွန်မြူနီတီရှိပြီဟိုတနေ့ကထိကပလာစခန်းထက်ရပါပြီဟိုလားအပမဆိုဟို KNU ထိန်းချုပ်ဖို့အဲမဲဆောက်ဘက်ကဝင်တဲ့အပေါက်ဆိုရင် KNU ထိန်းချုပ်ဖို့ကြံတော့ Wally တခုပဲကြံတော့ Wally view ကလည်းမကြခင်ကြတော့မှာဒီရပိုင်းတို့ထက်ကြဖို့ရှိတယ် Wally view ကလည်းတိုက်ရင်တိုက်ရင်ထက်ကြ Wally တို့ဥက္ကဋ္ဌတို့ဆိုတာပြောချင်တာကဘာလဲဆိုတော့နယ်စပ်ဒေသတခုလုံးထိန်းချုပ်ပြီးမြန်မာပြည်အလဲပိုင်းကို ထိုးပေါက်ပြီးသွားလို့ဒီဟိုဘက်ဒီဘက်ဒိုးရဘက်သွားလို့ရတဲ့အခြေအနေမျိုးဒီရောက်လာရင်နောက်ဆုံးစစ်တပ်ကနေပြီးတော့ဘောနော်ဟိုဂိတ်ဒီမှာသူတို့တွေဟိုဟာတွေဒီဟာတွေစစ်ပါတယ်လို့ပဲပြောပြောဘောနော်ဒီဂိတ်တွေကိုရှောင်လွှဲပြီးတော့ဒိုးရဘက်သွားလို့ရတဲ့အခြေအနေထိကိုရောက်လာတယ်ဆိုတာကျွန်တော်တို့စိုးမိုးနေမြာဘလောက်ထိကျယ်ဝန်းလာလဲဆိုတဲ့ဥစ္စာတခုကိုကျွန်တော်မျက်လုံးနဲ့ပုံဖော်လို့ရတယ်ဆိုတဲ့ဥစ္စာတခုကိုကျွန်တော်ပြောချင်တာဒါတပိုင်းပေါ့နော်နောက်တစ်ခုကတော့အခုဟိုဆရာကြီးဒေါက်တာသဘေဆိုပြောရတဲ့ထဲမှာအခုခုနပြောရလားဟိုဟိုမြေရောက်စေးရုံတွေပါတယ် ဖောက်ဖို့လိုလားလိုလားဗောကျွန်တော်လိုလားကျွန်တော်တို့ဟိုအဓိကကြောက်နေရလေချောင်းပဲလေနော်လေချောင်းပဲကြောက်နေရဟိုကျွန်တော်တို့အခုစုံးမုန်းနေမြေတွေအများကြီးရှိထားတဲ့ဟိုကျွန်တော်တို့ဟိုဣရဦးတွေတောင်မှကြောက်နေကြတယ်နောက်ဆုံး FM စစ်တို့ဘာလို့ရှိပါတယ်ဆိုတော့ကချင်တို့ဘာလို့တောင်ကြောက်နေရတဲ့အခြေအနေရခိုင်တို့နေရာမျိုးမှာတော့ကြောက်နေရတဲ့အခြေအနေဒီလိုအခြေအနေအများကြီးဟိုနေမြေတွေကတော့အဲ့လိုရှိနေတော့အဲ့တော့ကျွန်တော်တို့ကဟိုဘောလို့စုံးမုန်းနေမြေတွေမှာတရားဥပဒေစုံးမုန်းရေး အာနောက်ပြီးတော့ဟိုပေါ့လေဟိုပြည်သူကိုဝန်ဆောင်မှုပေးဖို့အပိုင်းနေတရားဥပဒေစိုးမိုးမှုအတွက်ဆိုတာကလာငါတို့အောက်မှာနေမင်းတို့နေခြင်းသလိုနေဒါမဲ့စောက်ပြက်စရာတစ်ခုဖြစ်လာရင်ငါတို့ကမင်းတို့ဟိုပေါ့လေဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူကိုတော့အုပ်ချုပ်လို့မရဘူးပြည်ပြည်ပြည်သူကိုအဲ့နေရာမှာအုပ်ချုပ်တဲ့သူက public service ဆိုတာပေးဖို့ပေးရမယ်အဲ့ဥစ္စာအဓိကကျမ်းမာရေးပညာရေးတော်ပြပြည်သူရဲ့စာဝတ်နေရေးဒီလိုကိစ္စတကယ်တမ်းပြောရမယ်ဆိုရင်ကျမ်းမာရေးပညာရေးကပို့ပြီးတော့တောင်အရေးကြီးသေးတယ်ပေါ့နော်အဲ့မှာ ကလေးတွေဘာလို့လဲဆိုတော့တော်လိုင်းကာလာက၄နှစ်ကျော်လာပြီတချို့သော EO ဒေတာတွေမှာဆိုရင်အပူပြီးတော့ဆယ်စုနှစ်နဲ့ချီပြီးတော့ဖြစ်နေတာကြာအဲ့တော့အဲ့ဒီအဲ့ဒီသားမှာရှိတဲ့ကလေးတွေပညာရေးပြောက်သွားလို့မရအောင်ပညာရေးပြောက်သွားလို့မရတဲ့အတွက်သူတို့အတွက်ပညာရေးအတော့ကျွန်တော်တို့လှုပ်တင်လှုပ်ထိုက်တာတွေကျွန်တော်တို့လှုပ်ပေးရမယ်။ဒါကြောင့်မလို့လေ NUG ကသူတို့ရရရင်ရသလိုအချိန်တွေမှာပညာရေးနဲ့ပတ်သက်ပြီးတော့သူတို့လှုပ်ပေးနေတာ။ဒါ public service တစ်ခုပဲ။ပြည်သူကိုဝန်ဆောင်မှုပေးနေတာလား။နောက်တစ်ခုကကျမ်းမာရေးဒီလိုဖျားနေတာလေဆိုတဲ့အချိန်မှာ ဟိုတော့ဘယ်နေရာကိုသွားပြမလဲဟိုကဖြစ်မလဲဘုံနေရာလာကျဲတွေစစ်ဆောင်စကားနေနောက်ဆုံးဖုံးချောင်းမှာကျွန်တော်တို့ဂျပန်ခက်ခါဆိုရင်ဟလာဖုံးချောင်းမှာသွားပုံကြတယ်အဂျပန်တွေဝင်လာပြီဆိုဖုံးချောင်းမှာသွားပုံကြတယ်အဖုံးချောင်းမှာအခုဂျပန်တွေကဝင်တက်ကြတယ်အဲ့လောက်ထိလိုဖြစ်နေတာအခုကျွန်တော်တို့ဒီဖက်စစ်စစ်တပ်ကလည်းထုံနီးလကောင်းပဲဟလာဒီကောင်တွေဝင်လာလို့ဆိုပြီးဖုံးချောင်းမှာဟောဖြစ်တယ်ဖုံးကြီးကအသက်ခံရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာဖက်စစ်ဖက်စစ်ထက်တောင်ပိုဆိုးတဲ့ဟိုတော့ဟိုကောင်တွေလို့ကျွန်တော်တို့ပြောလို့ရအဲ့တော့ပြောချင်တာက ဟိုပေါ့တော့ဒီကောင်တွေဟွာဖြစ်လာရဲ့ဒီလိုမျိုးလင်းနေဘုံကျဲဟွာတွေဘုံကျဲတွေဘယ်မှာလဲစေးရုံပြည်သူကိုဝန်ဆောင်မှုပေးရမယ်လေဒီပြည်သူတွေဝန်ဆောင်မှုပေးရမယ်တတ်နိုင်သမျှကျွန်တော်တို့ကစစ်အတွင်းမှာပြည်သူတွေကိုကယ်ရမယ်အပြီးဟိုစစ်အတွင်းမှာကယ်ဖို့အတွက်ဒီပြည်သူတွေကိုဘောနအချိန်မရွေးသူတို့ကိုကုသမှုတွေလုပ်ပေးနိုင်မှုတွေကျွန်တော်တို့နီးလန်းရှာကိုရှာရမယ်။ဒါကရှေ့မှာတာထကတွေအများကြီးရှိခဲ့တယ်။ဘီဟန်နံမှာလား။အတခြားသောနေရာတွေမှာလား။မြေရောက်မှာနေပြီးတော့လုပ်ခဲ့တာအများကြီးပဲ။နောက်ဆုံး အာယွာမှာဟာလာတီးပင်စားပင်နေတက်ဆိုင်တယ်ပြီးတော့နေတော့မြေရောက်ထဲမှာနေကြတယ်တိုက်ပွဲဖြစ်ရင်ထွက်တိုက်ကြတယ်ဒီလိုမျိုးပုံစံမျိုးတွေပေါ့နော်ဟိုဟိုနေခဲ့ကြတာအများကြီးကရှေ့မှာတော်လိုင်းလောက်ခဲ့တဲ့နိုင်ငံတွေအများကြီးရှိတယ်အခုကျွန်တော်တို့လည်းအဲ့လိုလုပ်ရအောင်ဘာဖြစ်လို့အပေါ်ကလာမဲ့ဥစ္စာကိုခံနိုင်ရှိဖို့အတွက်ဟာလာသူတို့လွတ်လွတ်လပ်လပ်ဟာတချို့နေရာတွေဆိုစေးရုံပေါ်တက်ကျဲလို့မှရခိုင်တို့ဘာလို့ပါမှာဆိုအေးကသူတွေ ဟိုဟာပေါ့နော်အဲ့လိုကျဲခဲ့တာဟိုဗာလဲနောက်ဆုံးစစ်တပ်နဲ့တွေ့တဲ့ဆွေးနွေးပွဲမှာတော့မှသူတို့ပြောသေးတယ်မင်းတို့ဘာလို့ဒီလိုကြည့်လဲအေးရှိနေလို့မင်းတို့တမင်သက်သက်ကျဲတာကွာဆိုပြီးတော့ဒီဘက်ကောင်တွေဘက်ကစကားထွက်လာဟာလာဗိုလ်ချုပ်ထွန်းမြတ်လိုက်အင်တာဗျူးမှာပါတယ်နော်အဲ့တော့ပြောချင်တာကပေါ့နော်ဒီလိုမျိုးတီထွင်ကြံစပြီးတော့ကိုပြည်သူကိုဘယ်လိုစောက်ရှောက်ရမလဲငါတို့ဘယ်လို public service ပေးရမလဲဒီလိုပေးနိုင်မှာပြည်သူကသူတို့ယုံကြည်မှုရှိမှာယုံကြည်မှုရှိမှာအလောက်ကလည်းပို့ပြီးတော့လှုပ်လှုပ်ကောင်းမှာအဲ့တော့ကျတော့ဓာရီကလိုအပ်တယ် ဒါတွေကလိုအပ်တယ်တကယ်ဟိုဘောတော့ပြည်သူကိုစောက်ရှောက်နိုင်တဲ့သူတွေအဖွဲ့အစည်းတွေများများပေါ်လာမှကျွန်တော်တို့ပို့လိုအပ်တယ်ဒီလိုမျိုးနောက်ပြီးတော့ဟိုပညာရေးကျမ်းမာရေးကိုကျွန်တော်တို့လုပ်တယ်ဆိုတဲ့အချိန်မှာဟာအကြောင်းကြီးတော့ရှိနေပြီမြေပြင်ပေါ်မှာအကြောင်းကြီးကိုလှလှရေးစောက်ထားတယ်ဟလာဘလိုမျိုးစောက်ထားတယ်ဆိုတဲ့ပုံရိပ်တွေအတွက် ပြင်နိုင်ရင်အပွန်ရိတ်တွေတော့မပြနဲ့ဟဲ့လားဟိုဟိုတက်နိုင်သမျှတူဟွက်ပြီးတော့စောက်ထားတာအကောင်းဆုံးပဲဒါပေမဲ့ငါတို့ရေဒီလိုစောက်ထားတယ်ဆိုရင်သတင်းအချက်အလက်ကတော့ပြည်သူကိုတော့ပေးတင်တယ်တချို့တွေကဆရာကြီးအစကားပြောတဲ့အချိန်မှာတချို့တွေကလောင်ကြတယ်ဗောနော်အာဒါကဘာဖြစ်လို့ပြောစရာလိုလို့လားပြောဖို့လိုတယ်ပြောဖို့လိုတယ် ပြောဖို့လိုတယ်ကျွန်တော်ကတော့ပြောဖို့လိုတယ်လို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါကတီထွင်ကြံစနိုင်မှုဆွမ်းအားတစ်ခုလို့ကျွန်တော်မြင်တယ်အဲ CIA ကဒီမတိုင်ခင်မှာသူနိုင်ငံတကာကိုပတ်ခဲ့တယ်လူချို့မှာစေးပညာအဖွဲ့အစည်းနဲ့အများကြီးသူစကားပြောခဲ့တယ်ဟိုဘောလားစေးစေးနဲ့ပတ်သက်ပြီးတော့သူအကူအညီတောင်းခဲ့တာအများကြီးရှိတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့သူအကူအညီတောင်းခဲ့တာအများကြီးရှိတယ်ဒါတွေကအခုချိန်မှာသူနဲ့ဘာလဲပြန်ပါလာပြီးတော့ဟိုလားတချို့ဥစ္စာတွေကပြည်တွင်းမှာပြန်ပြီးတော့ NUG အနေနဲ့ပညာရေးကျမ်းမာရေးကိုပြည်သူအတွက်လှုပ်ပေးနိုင်မှုအတွက် အတူလောက်တယ်၊ဂိုင်တယ်ဆိုတာလေတကယ်လဲကောင်းမွန်တဲ့အရာတစ်ခုလို့ကျွန်တော်မြင်တယ်။အဲ့တော့လေချောင်းရံကိုကျွန်တော်တို့ကကာဝယ်နေုံနဲ့မပြီးဘူး။ဟိုတော့ဟိုကျွန်တော်တို့ကပြန်ပြီးတော့လဲလှုပ်ဖို့လိုတဲ့ဒါတွေကိုလဲကျွန်တော်တို့သတိပြုပြီးတော့ NUG ကိုတခြားသောအဖွဲ့အစည်းတွေကောဝိုင်းဝန်းပြီးတော့အကြံစပြီးတော့ခေါင်းဆောင်တွေအတူတူခေါင်းချင်းဆိုင်ပြီးတော့လုပ်နိုင်ကြရင်ပိုပြီးကောင်းတဲ့အရာတစ်ခုလို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဗျာကိုဟုတ်။အဲ့တော့ပြောလဲမအောင်ပဲခေါင်းထဲမှာဟုတ်ကဲ့တတိယရပါလား။ ဆရာကြီးဆရာတော်တော်ဆိုဝီစုမြန်မာပြည်ကိုပတ်နေရတဲ့မင်းအောင်လည်းရှိမယ်ဆိုလို့ရှိရင်မင်းအောင်လည်းဆရာကြီးဆိုလို့မတော်နိုင်ဘူးမြန်မာပြည်မင်းအောင်လည်းပြူးလင်းရဲ့ပြူးလင်းရဲ့မန္တလေးရဲ့ရန်ကုန်ရဲ့ဒါပဲသွားနိုင်တာတခါလေးဟိုကဗာလေဟိုတနေ့ကဟိုဘယ်နေရာလဲမသိဘူးသွားတယ်လေအာဗာလေကွက်ကွက်လေးသွားပြီးပြန်ချလာဩနာမခသွားတာနာမခသွားသူရောက်တော့ဟိုမှာဘုံခွဲတိုင်းပဲဖြစ်လို့ဆိုပြီးချက်ချင်းပြန်ကြလာအကြောက်လို့ဟိုဟိုပြောကြတာအဲအဲကြောင့်လေကိုကိုမင်းကိုနိုင်ပြောတာကိုပေါ်ကလေ ဟိုအာနာရာသင်းလိုက်တာသင်းစားသင်းစားသင်းစားတိုင်းနှစ်ခုနဲ့ကိုနေရုပ်ကန်နှစ်ခုပဲပိုင်နေဆိုတာဟိုကိုတက်ဟိုဒီဒီရနဲ့ပတ်သက်ပြီးပြောလို့ရှိရင်လေဆိုတော့ဒီဘောမတွေကမှလောက်နာရှိရယ်ဘာလို့ဆိုတော့အာမင်းတို့ကောင်တွေကကိုနေဒီလိုနော်မင်းတို့နေမြေပိုင်ဆိုင်နေတာဆိုတော့မင်းတို့နေမြေတွေကဒီနေမြေတို့ဒါ တိုင်နေတာပေါ့နော်တို့တကယ်တည်းတို့မအုပ်ချုပ်နိုင်ဘူးလို့ဘာလို့ညော့တော့မလို့မအုပ်ချုပ်နိုင်တာမဟုတ်ဘူးကွာအဲဒီမှာဆောင်းတော့တင်းထောင်ပြောရသေးတယ်ယူကြောင်းရံပြဿနာဖြစ်နေရဟိုဒီလူကြောင်းကငါတို့ဒီကောင်းကောင်းရှင်းနိုင်ပြီဆိုလို့ရှိရင်ဒီကောင်းလေးအခုဆောင်းကဒီဆရာကြီးပြောခဲ့သလိုမလေးရှားနိုင်ငါတို့ကကျေတဲ့ပိုင်နေကြည့်ငါတို့ကရနေပြီကွာမရောက်နိုင်တော့မှဆရာကြီးဆိုလို့ဆိုတော့မတော်နိုင်ဘူးဟုတ်တယ်တောင်ညမှာမြောင်းမှာခွဲလိုက်လို့တော့ရပြီတော့ကိုဒီကြားထဲမှာမရောက်နိုင်ဘူးတော့တော့တွားရသလိုရှိရင်ဒီကောင်းကောင်းတကယ်မောက်ကိုတွားတာဒီကောင်းမှာချောက်လက်ပြီးတော့ဒီလက်ရှိ လက်ရှိအာဘယ်လိုပြောမလဲလက်ရှိသူတို့သူတို့ပြောတဲ့စကားကတော့လက်ရှိ NASA ကအစိုးရကြီးလို့ပြောတာတကယ်လည်းမပြောလည်းမှောက်ဟူသွားနေရတယ်ဒီဟောအဲ့တော့ဟိုတော့ဒီနေ့ကတော့ကျွန်တော်တို့ညီကုန်းကပြောတာကလက်ရှိကျွန်တော်နိုင်ငံရေးစည်းရေးနိုင်ငံရေးတဲကညီမကျွန်တော်တို့စုံမှုနေပြည်တွေကျွန်တော်တို့ဒါလှုပ်ဆောင်နေတဲ့အရာတွေခေါင်းဆောင်ပိုင်းတွေတွေ့ဆုံမှုတွေစတဲ့ဒီအကြောင်းကကျွန်တော်ပြောသွားတာဖြစ်ပါတယ်ဆိုတော့ဒီထုံးစံအတိုင်းကျွန်တော်တို့အစီအစဉ်ရဲ့နောက်ဆုံးအနေနဲ့ဒါ ။ဘာမှထပ်ပြီးပြောချင်ပါဘူးခင်ဗျာ။ဟုတ်။ဘာပြောပြဟိုကျွန်တော်တို့ပြည်သူတွေကတော့ဟိုဘောနော်တော်လိုင်းရဲ့တိုးတက်မှုအာတော်လိုင်းရေးမှာစီးလုံးမှုအာတော်လိုင်းရေးအတွက်လမ်းတွေပေါက်နေပြီဆိုရင်အကုန်လုံးကပျော်ကြတယ်။ကျွန်တော်တို့လည်းပျော်ကြတယ်။ဟာဘယ်နေရာမှာတော့ဘလို့ဖြစ်လာပြီ။ဘယ်နေရာမှာတော့ဘလို့အကုန်လုံးပျော်ကြတယ်။ကျွန်တော်တို့ကလည်းဝင့်လင်ပြောရင်ဗျာဒီလိုမျိုးလွတ်လပ်ခြင်းလုံးလို့ဒီအာနာရှင်အောက်ကနေပြီးတော့ကျွန်တော်တို့ယုံထွက်နေတာကျွန်တော်တို့အနာဂတ်တွေကျွန်တော်တို့ရဲ့အိမ်မက်တွေကျွန်တော်တို့ဘဝတွေကဘယ်သူမှမလွတ်လပ်တော့ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းပြည်ပသာရောက်နေပြီမဲ့ကျွန်တော်တို့ဘဝတွေက ဝင်လင်ပြောရမယ်လို့မြွာပြည်ထဲမှာပဲဟိုတော့ဟိုစိတ်တွေကပြန်ခဲ့တာဟိုအဲ့တော့ဒါတွေကလည်းမလွတ်လပ်တော့ဘူးအဲ့တော့လွတ်လပ်လပ်နဲ့ကျွန်တော်တို့ကဟိုရှင်တန်တိုင်းနဲ့ဘဝတွေကိုလိုချင်လို့အဒီလိုမျိုးတော်လှန်နေကြအဲ့တော့ဒီတော်လှန်ရေးမှာပါဝင်တဲ့ခေါင်းဆောင်ပိုင်းတွေကလည်းဒီလိုမျိုးဟိုတော့သွားလာလှုပ်ရှားပြီးတော့ကြိုးစားနေကြတယ်ဒီလိုခေါင်းဆောင်တွေကျွန်တော်တို့အများကြီးလိုအပ်တယ်ဒီလိုခေါင်းဆောင်တွေကလည်းခေါင်းဆောင်နိုင်တဲ့သူတွေကလည်းဒီထက်မက ပို့ပြီးတော့ကြိုးစားပေးနိုင်ပါသေးလို့လည်းကျွန်တော်တို့ကစုမုံကောင်တောင်းရင်လည်းလို့ပြောရင်းနဲ့ပဲကျွန်တော်တို့ညီကိုညီအောင်ရဲ့ဒီညတော်ဝေးလေးအစီအစဉ်ကိုဒီလောက်ဒီလောက်နဲ့ပဲကျွန်တော်ရန်နာခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ